အန်တီအောက်ဆီဒန့်ဆိုတာဘာလဲအန်တီအောက်ဆီဒန့်ဆပ်လီမန့်ရဲ့နာမည်တွေကရောဘာလဲပြီးတော့မအိုခြင်းမူယောဂအများကြီးမဖြစ်ခြင်းဘူးဘယ်လိုနေထားမှာလဲဒါတွေအကုန်လုံးဒီအန်တီအောက်ဆီဒန့် range အောက်မှာပါတယ်အဲ့တော့ဒီဗီဒီယိုမှာအန်တီအောက်ဆီဒန့်ဖြစ်အောင်ဘယ်လိုနေရမလဲဘယ်လိုဆပ်လီမန့်တွေရှိလဲဆိုတာပြပြမယ်အောက်ဆီဒေးရှင်းအကြောင်းကိုပြန်ပြီးတော့ recap လေးပြန်လုပ်ပေးမယ် မင်္ဂလာပါဒေါက်တာယူရီပါအလားပါရေးရဆောင်ဖြစ်ပါတယ်အမျိုးသမီးငယ်လေးရဲ့အတွက်ပန်းကလေးများအကောင်းဆုံးတောက်ပနိုင်မှုဆိုတဲ့စာအုပ်ကိုထုတ်ဝေရေးသားတဲ့လူလည်းဖြစ်ပါတယ်တန်းနှန်းရှိလားဆိုရင်တော့ရှိပါတယ်ဖီလာအကြောင်းတိကောင်းစရာဆိုတဲ့အကြောင်းရင်တကူရေးတန်ရှင်မှုနဲ့အနန္တခင်းစင်ချင်းဆိုတဲ့အကြောင်းလေးရေကိုတော့ Telegram မှာတော့ podcast အနေနဲ့တန်းနှန်းလေးဖွင့်လာပါတယ် ဒါကြောင့်ဒေါက်တာကို online consultation ပြကြင်တာဖြစ်ဖြစ်အရေးပြားနဲ့အလှပနဲ့ပတ်သက်ပြီးဆွေးနွေးကြင်တာအစည်းအဝေးပြကြင်တာပဲဖြစ်ဖြစ် online မှာပြီးတော့သင်တန်းအပ်ကြင်တာပဲဖြစ်ဖြစ်ဒေါက်တာရဲ့စာအုပ်လေးကို pre order တင်ကြင်တာပဲဖြစ်ဖြစ်ဒေါက်တာရဲ့စာအုပ်ကဒီအောက်တိုဘာ2025လကုန်တဲ့ချိန်မှာတော့စာဝေးထုတ်ဝေမှာဖြစ်တဲ့ဆိုတော့ pre order အနေနဲ့တင်ကြင်တာပဲဖြစ်ဖြစ် တခုခုဆက်သွယ်ချင်တယ်ဆိုရင်တော့ Facebook ကိုပဲသွားပေးပါ Facebook မှာ Dr. Yuri ဆိုပြီးတော့ share ပေးပါပြီးရင်တခါတဲ့ chat box ကိုတန်းသွားပြီးတော့ကိုယူချင်တဲ့ဟာလေးကိုပြောလို့ရပါတယ် admin လေးအမြဲတမ်းရှိပါတယ်အဲ့တော့နုပြိုအောင်အလားပါကိုအမြဲတမ်းထိမ့်သိမ့်နိုင်အောင်ပါတို့ antioxidant ကအရင်အရေးကြီးတယ် တော့ antioxidant မတိုင်ခင်မှာဒေါက်တာရှေ့ဗီဒီယိုမှာ oxidation အကြောင်းဓာတ်တိုးဖြစ်စေအကြောင်းကိုဒေါက်တာပြောပြခဲ့တယ်။ပြန်ပြီးတော့ recap လုပ်ပေးရမယ်ဆိုရင်ဓာတ်တိုးတယ်ဆိုတာကကြတော့တို့ရဲ့ atoms ၊ molecule တွေတစ်ခုချင်းစီမှာဒီ electron လေးတွေပြုတ်ထွက်သွားတာပြုတ်ထွက်သွားတော့တခြားအရေးကြီးတဲ့ဒါတို့အရန်ကိုတန်ဖိုးထားတဲ့ lipids တွေ collagen တွေ protein တွေကိုတော်တော်စားပြီးတော့သူ့ရဲ့ဒီ electron လေးတွေငြိမ်အောင်လိုက်လုပ်တာအဲ့တော့သူကသူငြိမ်သွားတဲ့အချိန်မှာဘေးပတ်ဝန်းကျင်ကအကုန်လုံးကပျက်စီးပြီးတော့ကျန်နေတာပေါ့သူကသူများဟာတွေကိုတော်တော်ခိုးတာဆိုတော့ ဲ့တော့အဲ့ချိန်မှာခန္ဓာကိုယ်ကစပြီးတော့အမင်းရင်အောင်ခြင်းတွေစလာတယ်အဲပြီးတော့ cancer တွေ stage အထိကိုကိုစပြီးတော့ပြောင်းသွားတာပေါ့အဲ့တော့ဒီဓာတ်တိုးဖြစ်စဉ်ဖြစ်လိုက်တိုင်းမှာခန္ဓာကိုယ်ရဲ့ခြုံရင်းချက်တွေလည်းအမြင်နဲ့ဆက်ဆက်နေတယ်မကောင်းဘူးပေါ့အဲ့တော့ဒီလိုမျိုးမဖြစ်အောင်ဒီနောက်ပိုင်းမှာအသက်ကြီးလာလေလေဆေးဝါးတွေအများကြီးမိဝဲရတာလူကပိုအိုတာရေပြားကမလှတာဒီပစ္စည်းတွေဒီလိုမျိုးတွေမဖြစ်ချင်တော့တို့ကဓာတ်တိုးမှုမဖြစ်အောင်အောက်ဆီဒေးရှင်းမဖြစ်အောင်နေထိုင်မှရမှာဖြစ်တယ်အဟဟာတို့ကအန်တီအောက်ဆီဒန့်လို့သုံးတယ် အဲ့တော့ antioxidants မှာနှစ်ခုရှိတယ်တို့တို့လူနေမှုစနစ်ဘယ်လိုပြောင်းလဲဆိုတာရယ်ဘာ supplement နေတောင်းလဲဆိုတာရယ်ပေါ့အဲ့တော့ lifestyle modification လူနေမှုစနစ်ပြောင်းတာအရင်ရေးကြည့်တယ်အဲ့ဟာအကျင့်ပြောင်းတာပေါ့ number 1ကကြတော့ balance diet ကိုစားမှရမှာဖြစ်တယ်ညှာတာတဲ့အစားအစာဆိုတာဘာလဲဆိုတော့တို့တို့တနေ့ကိုထမင်းနှစ်ချိန်စားရလား၃ချိန်စားရလားစားတဲ့ချိန်မှာတို့တို့ဒီထမင်း၅သုံးပုံတမုံ ာဒီအသားတွေကလည်းသုံးဖို့တပုံအရွက်တွေကလည်းသုံးဖို့တပုံဒီလိုမျိုးပိုးရှင်းတာကိုမီးတစ်ခါစားတိုင်းအစားတစ်ခါစားတိုင်းမှာဒီလိုမျိုးပက်တန်နဲ့စားတဲ့ဟာကိုဒါဘယ်လန့်စ်ဒါရဲ့အဲ့ဒီကပြင်တော်တို့ဒီအသားတွေရွက်တွေရသွားပြီဆိုရင်မာဒီဗီတာမင်ကျမင်နရယ်ရဖို့အတွက်ကိုတခြား snack တွေ process food တွေလိုက်စားနေတာထက်စားရင်သီးအသီးဆုံးတဲ့အယောင်ဆုံးတဲ့အသီးတွေကိုခွဲချမ်းပြီးတော့တော်တော်တို့ဒီထမင်းပကံတရုတ်လုံးနဲ့ပါတော်တော်တို့တနေ့ကိုတပကံလောက်စားတာမျိုးဥပမာဟိုမနက်တခုညတခုစားတာမျိုး တော့ကိုကအချိုကြိုက်တယ်ဆိုရင်လည်းအဲ့ဒီအချိုကိုအဲ့ဒီအသီးလေးစီရနေပြီးပါဇက်နဲ့ဝါရတာမျိုးလေးလုပ်ပေးလို့ရတယ်အဲ့ဆိုရင်တနေ့တာတော့ကိုထမင်းကပကံကလည်းကာဘိုဟိုက်ဒရိတ်ပါတယ်ပရိုတင်းပါတယ်ဖိုင်ဘာတွေပါတယ်ပြီးတော့နေကင်းနေ့လေးတွေမှာစနက်ခ်တွေနဲ့အသီးလေးကိုစုံအောင်စားပေးတယ်ဆိုရင်ဒါဘာလဲဘယ်လန့်စ်ဒိုက်ရိုက်ဖြစ်ပြီအဲ့ဟာကိုသေတိုင်းနဲ့တော့ပါအဲ့ဟာတစ်ခုရဲ့ ပြီးတော့နောက်တစ်ခု process food တွေကို short ပါအာများသောအားဖြင့် instant တွေများလာတယ်ဒီခေါက်ဆွဲပြုတ်တွေလိုမျိုးဒီအရန်သင့်စားစားတွေများလာတဲ့အချိန်မှာတို့တို့ရရမယ် nutrition အာဟာရသိသိစားတွေမရဘဲနဲ့ဗိုက်ပြေဖို့ဘက်ကိုပဲရောက်လာတယ်အဲ့တော့အာဟာရစားနည်းပြီးရောကယ်လိုရီများတဲ့စားတောက်တွေစားတဲ့အချိန်မှာခုနလိုမျိုးပဲဓာတ်တုပ်ပစ္စည်းတွေအရန်ဖြစ်တော့သူ့ရဲ့တည်ငြိမ်မှုရအောင်တော့တခြားကောင်းတဲ့ဟာတွေစီရနေပြီးတော့တော်တော်ပြီးတော့ဆွဲယူရတာဖြစ်တယ် ပြီးတော့အချိန်ကိုယူဆိုင်ပါအချိန်မှအိတ်တက်တဲ့အချင်းလို့ပါ10နိုင်17နိုင်ရှိပါအောင်ရအောင်ဟိပါပြီးတော့နှစ်နှစ်ချိုက်ချိုက်အိတ်တက်ဖို့လည်းအရင်ရေးကြည့်ရဲဆိုတော့ AC ရဲ့အတွက်ကကြတော့ဒါကမယ်လာဒိုနီဗီဒီယိုလေးပြပြပေးပြီးတယ်အဲ့ဒီဗီဒီယိုလေးကိုပြန်ကြည့်ပေးပါ နောက်တစ်ခုကကြတော့တို့အတန်းနိုင်ဆုံး smoking တွေ alcohol တွေကိုအတန်းနိုင်ဆုံး short ပါ smoking တွေထဲမှာဆိုကွန်ဆာကွန်ဆာတွေပါတယ် vape တွေရှူတာပါတယ် weed တွေရှူတာပါတယ်အဲဒီ alcohol တဲမှာဆိုရင်ဒီ beer ပါမယ်ဘာပဲဖြစ်ဖြစ်ဒီ alcohol အမျိုးအစား alcohol percentage ပါတဲ့ဟာတွေအကုန်လုံးပါမယ်ဟာတွေကိုတန်းနိုင်ဆုံးအ short ပါပြီးနောက်တစ်ခုက sun protection အာနေရောင်ကြီးကနေပြီးတော့တက်နိုင်ဆုံးရှော့ဖို့တော့အပြင်သွားရင်ဆန်းရွှင်လိမ့်တာပြီးတော့ master တောင်အုပ်ထုတ်ဆောင်တာ physical production အရင်ကြီးပြီးရင်နောက်တစ်ခု pollution တွေရှော့ဖို့တော့တက်နိုင်ဆုံးကိုယ့်ရဲ့အခန်းလေးထဲမှာဆိုရင်အာဒီအာ air ကိုပြန်ပြီးတော့ purify လုပ်ပေးတဲ့ဟာလေးတွေကိုထည့်ထားလို့ရတယ်ဝယ်လို့လွယ်ပါတယ်ဒါတွေလည်းအဲ့တော့တို့အခန်းထဲမှာတကယ်လို့အာဒီ pollution တွေများလာခြင်းကြာအဟာပြန်ပြီးတော့ clean လုပ်ပေးတာဖြစ်တယ်တို့အသက်ရှူရဲဖြစ်စဉ်ကိုတို့အများကြီးပို့ကောင်းစေတဲ့ထဲကိုရောက်တယ် ပြီးတော့နောက်တော့ stress ကိုလျှော့ပါလူတိုင်းကတော့ stress ရှိနေရယ်ဒါပေမဲ့ကို stress ကိုပြန်ပြီးတော့ထိန်းညိတာ adjust ပြန်လုပ်တာကအရင်အရေးကြီးတယ်ဆိုတော့တစ်ခါလေကြာရင်ကိုစိတ်နဲ့ကိုပြန်ပြီးတော့ထိန်းလို့မရတဲ့အနေအထားလေးမျိုးမှာဆိုရင် yoga ဆော့လိုက်တာတခုခု exercise နဲ့နောက်တစ်ခုထွက်ပေါက်တစ်ခုလိုမျိုးရှာတာလည်းပဲ stress ကိုညော့စေတဲ့အာနိသင်ထဲမှာအများကြီးထောက်ကူပြုတယ်ပြီးတော့ပုံမှန် exercise လုပ်တာလိုမျိုးလေးတွေလုပ်ပြီးပို့လို့လိမ့်မယ် ပြီးတော့အဲ့ဆိုရင် supplement ရှိလား supplement ရှိတယ် supplement နေရာကျတော့တို့အမြဲတမ်းပြောနေကြပါတော့ဒီ vitamin C ရှိမယ် vitamin E ရှိမယ် alpha အဲ့တော့ကိုဖရော့ရှိမယ်ပြီးတော့တော့ကုက glutathione ရှိမယ်ပြီးတော့ NAC ရှိမယ်ပြီးတော့တော့ကိုကိုအင်ဇိုင်း Q10 တွေရှိမယ်ပြီးတော့ polyphenol ဒါတွေက green tea လို့ပါတယ်ဒီစီမှာရမယ်ပြီးတော့ zinc လို့ selenium လို့ရှိမယ်ပြီးတော့ astaxanthin တွေလည်းရှိမယ် ဆိုတော့ဒါတွေအကုန်လုံးကိုစုတော့အောင်မယ်စုတော့ရမယ်လို့တော့ပြောရမှာမဟုတ်ဘူးဒါပေမဲ့တချို့ဆေးဝါးတွေအနေနဲ့ကဒါတွေစုပြီးတော့ပါနေတဲ့ကောင်းတဲ့ဟာလေးတွေလည်းရှိရဲ့အဲ့တော့အဲ့ဒီအုပ်စုတွေထဲကတခုခုပါဝင်တာပဲဖြစ်ဖြစ်ပါဖြစ်ဖြစ်တောက်တယ်ဆိုရင်လည်းရတယ်အားကြောင့်ဒါရအနေနဲ့လည်းတစ်ခါလေးကြာရင်တတိထားမိမှာပါဆေးဝါးတွေ supplement တွေပြောတဲ့ချိန်မှာဆိုရင်အဲ့ဒီထဲကတခုဖြစ်စီနှစ်ခုဖြစ်စီပါလာပြီဆိုတာနဲ့ antioxidant ပါတယ်ဆိုပြီးတော့ဒါအများနဲ့ပေါ်ပြလေး mention လုပ်လေးအများနဲ့ရှိတယ်ဆိုတော့ဒီ list တွေအကုန်လုံးက anti antioxidant အနွယ်ဝင်နေဖြစ်တယ် ဆိုတော့အခုတော်တော်ပြပြသွားတာဒီ antioxidant အရင်ရေးကြည့်ရဲ။ဘာဖြစ်လို့အရင်ရေးကြည့်ရလဲဆိုတော့ကျွန်တော်ဩမင်းရင်ုံချင်းကြီးယော့ဖို့သူ့သူ့အရွယ်နဲ့သူကတော့ဩမှာပဲ။ဒါပေမဲ့အရွယ်မတိုင်ခင်ဩရာတွေကိုယော့အောင်ဩရဲဆိုတဲ့အထက်မှာရေပြားကိုပဲကြည့်လို့မရဘူး။အုံနောက်ပိုင်းတွေပါတယ်။ဥကလေးစားပိုင်းတွေပါတယ်။ကြောက်ကပ်ပိုင်းတွေပါတယ်။ဒါတွေပါအကုန်လုံးထက်တွားရမယ်ဖြစ်တယ်။ထက်တွားရမှာဖြစ်တယ်။ဒါတွေအကုန်လုံးကိုရှော့ချပေးနိုင်တယ်။ oxidation ကိုရှော့ချပေးနိုင်တယ်။ antioxidants ကအရင်အရေးကြီးရဲ့ role ထဲမှာပါတယ်။ ဆိုအဲ့ဒီဟာတော့ကတော့ supplement ကလည်းလူတွေကြိုက်တယ်လို့ရှိနေတယ်လို့အဲ့ဒီဟာထက်အရေးကြီးကြတာက lifestyle modification လူနေမှုစနစ်ကိုပြောင်းတာအော်ကိုယ့်ရဲ့အကျင့်ကိုကောင်းဖို့တဲ့ဘက်ကိုပြောင်းတာပါပို့ပြီးတော့အရေးကြီးတဲ့ထင်တာပါတယ်ဆိုတော့ဒီဗီဒီယိုအများကြီးအကျိုးရှိမယ်လို့ညွှန်လင်းပါတယ် Thank you.